ဆက်ဖန်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။အနေနဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ November 9ရက်နေ့မှာဖြစ်ပေါ်မဲ့ Super Full Moon ရဲ့ Energy Update နဲ့အတူတူ November အတွက် Energy Prediction ကို Collective Message အနေနဲ့ Tarot Gallery ကိုတုံးပြီးတော့ဖတ်ပြသွားမှာဖြစ်ပါရစေ။အဲ November လမှာဘာတွေမျှော်လင့်ထားလို့ရမလဲ။ဘာတွေပြင်ဆင်ထားရမလဲ။ဘယ်လိုပြောင်းလဲမှုတွေလာဖို့ရှိလဲ။ Energy အတွက်ဆောင်ရွက်ဆောင်ရွက်ကရောပါလဲ။ကုကုကိုရောဘယ်လိုတွေပြောင်းလဲတင်လဲဆိုတာတွေကိုအနေနဲ့တူတူ Collective Reading လေးကိုရယူလိုက်ကြရအောင်။ အောင်ပါနော်။အောက် November လကထူးခြားတဲ့လတလပါ။ဘာကြောင့်လဲဆိုတော့လက်ခံတဲ့သူပေါ်မှာမူတည်ပြီးတော့ကောင်းချစ်ဆိုတဲ့ energy တွေကအမျိုးမျိုးလူတယောက်ချင်းစီပေါ်မှာလိုက်ပြီးတော့ကွဲပြားသွားနိုင်တဲ့လတလဖြစ်နေလို့ပါ။ November လမှာ Super Full Moon ရှိတယ် November 9ရက်နေ့မှာဖြစ်ပေါ်မှာပါ Super Full Moon ဆိုတာကတော့လကပုံမှန်ထက်ပိုရောမှာကြီးတဲ့တရံကိုစောင်းတာပေါ့နော်ပြီးတော့အဲ့ဒီ Full Moon က Tourist ရာသီကွင်းမှာဖြစ်မှာပါဘာတွေမျှော်လင့်ထားလို့ရမလဲဆိုလို့ရှိရင်တော့အရေရာအလုံးက Magnifying ဖြစ်စီမဲ့လာတလားလို့ပဲအနေနဲ့သတ်မှတ်လို့ရပါတယ် Magnifying လုပ်လိုက်တယ်ဆိုတော့အရာအလုံးကိုတိုးပွားသွားစေတာပေါ့နော်အဲ့တော့တိုးပွားတဲ့သဘောတရားကကောင်းတာတွေပဲတိုးပွားစေမှာမဟုတ်ဘူးကိုယ်မှာရှိနေတဲ့အရာရာတိုင်းကိုတိုးပွားအောင်လုပ်ပေးမယ်လာတလားပါအဲ့တော့ကိုယ်မှာကတော့ Awareness ဆန်နေကြီးရှိနေဆိုတော့ of course အဘယ်နဲ့ဆန်နေကြီးတိုးပါမယ်လားပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်မှာဒေါသတွေ negative energy တွေအာဒီ treat fears တွေ limiting belief တွေအဲ့ဒါကြီးရှိနေဆိုလို့ရှိရင်လည်းဒီနေရာကြီးအကုန်လုံးက magnify ဖြစ်သွားမှာအဲ့ဒါကဒီတစ်ခါ super full moon ရဲ့ effect ပါ အဲ့တော့လက်ခံတဲ့သူပေါ်မှာမူတည်ပြီးတော့မှဒီ effect ကကွဲပြားသွားမယ်ဆိုတာကလေဒါကြောင့်မလို့ပြောတာပေါ့နော်အဲ့တော့ nephemera က6ရက်နေမတိုင်ခင်အချိန်တွေကအနေရောအတွက်ကိုယ့်အတွက်အပြည့်အဝတည်လို့ရတဲ့အချိန်တွေဖြစ်ပါတယ် nephemera 6ရက်နေမတိုင်ခင်ဒီကာလလေးတွေမှာ super full moon ရဲ့ effect လည်းရှိတော့အနေရောကကိုယ့်ရဲ့စိတ်ကလေးကိုကြည်ညာထားရထားနိုင်သလား abundance energy မျိုးနဲ့ချိတ်ဆက်မိရင်ချိတ်ဆက်မိနိုင်သလားတည်ယူလေးလာခြင်းစိတ်တွေပြင်းပြရင်ပြင်းပြသလားကိုယ့်ရဲ့ဘဝမှာတိုးတက်မှုတွေအများကြီးဖြစ်မယ်စိတ်ရဲ့ကြည်လင်မှုတွေအကြီးတက်တွေအများကြီးရမယ်ကာလတွေဖြစ်ပါတယ်အဲ့တော့ November 9မှာတော့အနေရော retrograde လာဖို့အတွက်ရှိတယ် retrograde လို့ကြားလိုက်တာတဲ့အနေရောအားလုံးကကြောက်ရွံ့တဲ့တက္ကနာအများနဲ့ရှိကြတယ်ပေါ့နော် Mercury retrograde ကပြန်စပြီး ပြင်အောင်မှာအခု November 9မှာထပ်ပေါင်းတိုးပြီးတော့မှာ Mercury retrograde ကထပ်ဖြစ်အောင်မယ်ဆို retrograde ဆိုတာကြောက်စရာလားလို့မေးကြောက်စရာတော့မဟုတ်ပါဘူး Jupiter နောက်ပြန်သွားတယ်လို့မြင်ရတဲ့ဖြစ်စဉ်ကို retrograde လို့ခေါ်ပါတယ်အခုက Mercury retrograde အနေနဲ့လူတီများရဲ့ retrograde လာမယ် Mercury က communication နဲ့ပတ်သက်တဲ့ဂျိုဖြစ်တဲ့အတွက်ကြောင့်ဒီကာလတွေမှာနားလည်မှုလွဲတာတွေဖြစ်တတ်တယ်မျောလဲထားတဲ့အစီအစဉ်တွေပြတ်သွားတာနှောက်နှေးသွားတာကြန့်ကြသွားတာတွေရှိတတ်တယ်စီစဉ်ထားတဲ့အတိုင်းမဖြစ်ဘဲနဲ့လွဲချော်သွားတာတွေလာလာတတ်တာလေးတွေကရှိတတ်ပါတယ်ဒါပေမဲ့ that's not our problem ဂျူရီယာကသူ့လို့သူ့လို့တလို့ကိုရီးယားလေကိုယ့်လို့ကိုယ့်လို့ဖို့အတွက်လို့ရတယ်။အနေနဲ့တိထားဖို့ကဒီတစ်ခါဒီတစ်လမှာငါအတွက်ဘယ်လိုမျိုး energy ကိုပေးနေမှာလဲဘယ်လို effort ရှိနေမှာလဲတိထားရင်ကောင်းကောင်းအသုံးချလို့ရတယ်။အဲ့တော့ November light ရဲ့ effort က initiation မှာပြောခဲ့တဲ့အတိုင်းပဲ magnifying effort ရှိရဲ။ဒါကြောင့်ပို့ပြီးမှတတိကတ်ထားဖို့လို့ရတယ်။အဲ့ magnifying effort က မိစားလေးတေးသေးလေးတို့မိတော့အကြီးကြီးဖြစ်သွားစေနိုင်လောက်အောင် magnifying energy ကအရန်ကောင်းနေ energy ရဲ့လွှမ်းမိုးခြင်းခံရတဲ့သူတွေအများကြီးရှိနေတာကိုတွေ့ရလိမ့်မယ်။နည်းနည်းလေးပဲကိုယ်ကလှုပ်လိုက်ပေမဲ့လေအဲ့ဟာကြီးကအကြီးကျယ်ကြီးဖြစ်သွားသလိုမျိုးပြဿနာအကြီးကြီးတက်သွားပြီးတော့ကိုယ်ကအဲ့ဟာကြီးတွေကိုဖြေရှင်းလိုက်ရတာမျိုးတွေဖြစ်တတ်တဲ့ကာလပါ။အဲ့တော့ဖြစ်နိုင်လို့ရှိရင်ဒီကာလမှာ just focus on your energy ကိုယ့်ရဲ့ energy မှာပဲအပြည့်အဝ focus ထားဖို့ကအရန်ရည်ကြီးတယ်။ကိုယ့်ရဲ့ energy ကိုတတိဝရိယနဲ့အမြဲတမ်းကပ်ပြီးတော့စောင့်ကြည့်ပေးရမယ်။ energy ဒီ negative ဘက်ကိုရောက်နေလား positive ့အခြေဘက်ကိုကိုဘယ်လိုပြန်ပြီးရဆက်ခေါ်ရမလဲ gratitude နဲ့ဘယ်လိုနေရမလဲအဲဒီလိုမျိုးကိုကိုကိုပြန်ပြီးရစောင့်ကြည့်တဲ့ကာလလေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ a new so family များ november လဟာကိုအတွက် အခွင့်အရေးတွေအများကြီးရှိတဲ့ကာလလေးဖြစ်တယ်လို့အမတန်ကိုကိုကိုတတိထားတတိကံရမယ်လားတလားလေးဖြစ်ပါတယ် magnifying effect ကအနည်းလိုလူသားတွေအားလုံးပေါ်ကိုတက်ရောက်မှာဖြစ်တယ်တတိလည်းလို့ကိုကပုံမှန်တိုင်းပဲနေလိုက်မိသွားပြီဆိုလို့ရှိရင် drama တွေဖြစ်လာနိုင်တယ်မထင်မထားတဲ့လွဲချုံမှုတွေမထင်မထားတဲ့ပြဿနာလေးတွေဖြစ်တတ်တဲ့ကာလမဟုတ်လို့တည်ထားပါမယ်တဲ့နော်အဲ့တော့အနေနဲ့အခုပိုပြီးတိကျတဲ့အဖြေတွေရဖို့အတွက် thorough collective message ကိုကြည့်ကြရအောင်အဲ့တော့ဒီနေ့အနေက collective message thoroughly ကိုကြည့်ပေးသွားမယ် November လမှာဘာတွေပြင်ဆင်ထားရမလဲဘာတွေမျှဝေထားလို့ရမလဲဘယ်လိုဆောင်ရွက်ရှောင်ရွက် energy တွေရှိနေမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါเนาะ Okay Okay November လရဲ့ energy ကကြလာပြီပထမတစ်ကက်ရပြီအဒီတစ်ခါလေးသုံးကက်ကိုဆွဲလိုက်ပါမယ် Okay ုံးသက်ကိုဆွဲနေရင်းနဲ့ပဲ signifier ကလေးတွေလည်းထပ်ပြီးရခုန်ထွက်လာတယ်ပေါ့နော်။ okay ၃ကက်လို့ယူရပြီးဆွဲလိုက်ပေးမယ်ကက်က၅ကက်ကျလာတယ်အရင်ကြည့်လိုက်ရပထမဦးဆုံးအနေနဲ့ nefemery energy မှာ the tower ဆိုရယ်ကက်လေးကျလာပါတယ် okay the tower ကျလာပြီ wow အနေရုတွေ့တာအကြီးအကျယ် major ပြောင်းလဲမှုတွေလာမယ်လားဆိုတာအရင်တည်တာနေပြီပြီးတော့ the tower က mass energy ကိုဆောင်းနေကက်လေးဖြစ်တယ်အဲ့ဒါကြောင့်မလို့အနေရုတွေကဒီ november လမှာရှောင်းရဲလို့မရတဲ့ကိစ္စတွေကတော့ဖြစ်ကိုဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ရှောင်းရဲလို့မရတဲ့ဖြစ်သွားတဲ့ကိစ္စတွေကိုကောင်းကောင်းကြီးကိုကကျော်သွားနိုင်ရတယ်ဆိုလို့ရှိရင်လေ ကိုတွေ့ဆောင်ကြုံနေတဲ့ဆုလက်တွေကအများကြီးရှိနေပြီးသားပဲ။နှစ်ဖင်မလာက Enero Dread လုံးဆရာရှိရဲ့အရာတွေကိုအချိန်မစွဲဘဲနဲ့လုံးတဲ့ကာလလေးဖြစ်တယ်။ကြောက်စိတ်တွေကန့်သက်ချက်တွေကြောင့်ဆွဲထားလေတယ်ဒီအရာတွေကပို့ပြီးတော့မှကိုယ့်ရဲ့လက်ထက်က out of control ဖြစ်လေပဲ။အဲ့တော့အချိန်ကိုဆွဲထားမယ့်အစားကိုကထပြီးတော့လုံးလိုက်တာကပို့ပြီးတော့တက်တာမယ်။ထပြီးတော့လုံးလိုက်တာကိုယ့်အတွက်အခွင့်အရေးတွေအများကြီးရှိနိုင်မယ်။ကိုကအချိန်ဆွဲပြီးတော့ပြုတ်ကြမှာကိုကြောက်လေလေဆုံးရှုံးမှာကိုကြောက်လို့မလုံလေလေဒီအရာတွေကကိုယ့်ကိုပို့ပြီးတော့နုံနေကိုနေအောင်ပို့ပြီးတော့ဆွဲခေါ်သွားလေဖြစ်နေနိုင်မယ်။အနည်းကဒတာဝကောက်ကိုကြတိုင်းမှာအမြဲတမ်းကိုယ့်ကိုယ်ကိုဘယ်လိုတတိပေးလဲဆိုတော့ resilient ရှိရမယ်။အဲ့ဒါကိုအမြဲတမ်း remind လုပ်တယ်။ဒီ tower ကိုလာပြီဆိုရင်ကိုကကြောက်ရွံ့နေဖို့မဟုတ်ဘူး။ဘာတွေပျက်စီးသွားမှလဲ၊ဘာတွေဖြိုကျသွားမှလဲဆိုတာတွေးနေဖို့အချိန်မဟုတ်ဘူး။ငါ resilient ကောက်ကောက်တိဆောက်ရမယ့်အချိန်ပဲ။ဒီလတွေမှာ resilient ကိုကိုကိုတိဆောက်မယ်။ကိုကကိုကိုကိုကြိုပြီးတော့ challenge တွေခေါ်ထားပြီးတော့ resilient နေတိဆောက်ထားလို့ရှိရင်ပြင်ပရဲ့ဖြိုကျမှုတွေကကိုပမာအများကြီး effect မရှိတော့ဘူး။အနေဆိုလို့ရှိရင်တထဝကက်ကိုကြပြီးဆိုလို့ရှိရင် okay ငါ့ရဲ့ဘောမှာပြောင်းလဲမှုတွေလာတော့မယ်။အဲ့တော့အဲ့ပြောင်းလဲမှုတွေမလာခင်ငါကိုကပို့ပြီးတော့ challenge ခေါ်ထားမယ်ဆိုတဲ့စိတ်မျိုးအမြဲမွေးပါတယ်။ကိုမလုပ်ဖို့ရဲ့အရာတွေကိုပို့လုပ်ကြည့်တယ်။ကိုကိုကို challenge ပို့ခေါ်ကြည့်တယ်။ အာကောင်းတဲ့အရာတွေအထူးသဖြင့် spiritual အလုပ်တွေနဲ့ပတ်သက်တာကိုကိုကိုနဲ့ပတ်သက်ကိုပွားနဲ့ပတ်သက်ကိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော် challenge တွေကိုခွန်ကြည့်တယ်လေ့ကျင့်ခန်းတွေလုပ်တဲ့တရားတွေထိုင်နေစာတွေပို့ပြီးတော့လေ့လာကြည့်တယ်အရေးပေါ်မှာအဲ့တဲ့အစားအသောက်မှန်မှန်စားတွေအရင်က ို့ပြီးတော့ကိုယ့်ကိုယ်ကို challenge ခေါ်တယ်ပြီးတော့ resilient ကိုတည်ဆောက်တယ်ဒါဆိုရင်ဒီ tower moment ကနေခေါ်လာမယ့်အရာတွေကိုလည်းပဲအနေတို့တွေကတကယ်ကို handle ကောင်းကောင်းလုပ်နိုင်ပြီးတော့ပေါ့နော်ခုနကပြောရဲ courage and resilience အပြည့်နဲ့ကြောသွားတော့နိုင်မှာဖြစ်ပါတယ် November energy ကတော့အနေတို့ရှေ့မှာကြီးခဲ့တဲ့အတိုင်းပဲပေါ့နော် ကောင်းတယ်ဆိုးတယ်ဆိုတာကလူတဦးတယောက်ချက်ကြီးပေါ်မှာမူတည်ပြီးတော့မှ क्वे ပြသွားမယ်လားဖြစ်ပါတယ်တထာဝါကလည်းအဲ့လိုညွှန်ပြနေတယ်။အော်4 4ဆိုပြီးတော့မှနှစ်ကက်စလုံးက4ကြလာတယ်။တကက်က4 cups ကြပြီးတော့နောက်တစ်ဘက်က4 coin ဆိုပြီးတော့ကြလာပြီးတယ်။ โอเคဒီနှစ်ကတ်ကတော့အနေရော November လမှာတတိထားမယ့်အရာတွေကိုပြောနေတဲ့ကတ်တေးလို့အနေခံစားမိတယ်။အရင်ဦးဆုံးအနေရော four caps ကိုပြောလိုက်မယ်။ four caps ကပါလေဆိုတဲ့ခါကျစိတ်ကူရီတော့ရှိတယ်။ဒါပေမဲ့ဘာမှ action တွေထပြီးတော့မယူနေတဲ့ကတ် တကက်။အနေက four caps ကိုဘယ်လိုခေါ်လဲဆိုတဲ့ခါကျတော့လေထဲမှာတိုက်ရင်ဆောင်တဲ့ကတ်လို့တစ်ခါလေးကြာရခေါ်တယ်ပေါ့နော်။အဲအနေရော so family များတော့လည်းဒီလိုပဲ November လကမမျော်လင့်ထားပဲနဲ့ကို့မှာလှုပ်ရှားအများကြီးရှိပြီးတော့နောက်ဆိုဘာမှမလှုပ်ဖြစ်သွားတဲ့အခြေအနေမျိုးလေးတွေကြုံရတာကိုတတိပြုရလိမ့်မယ်။အဲ့ဒီ effort ကအခုကလေးအနေစပြီးတော့ခံစားနေရပြီပေါ့နော်ကိုကဘာမှမလုပ်ချင်တာမဟုတ်ဘူးကိုကလုပ်ဆရာအများကြီးရှိရလုပ်ချင်စီးတွေလည်းရှိရတက်ကြွရစိတ်တွေလည်းရှိတယ်အစီအစဉ် plan တွေလည်းချထားတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့ at the end of the day မှာပြန်ကြည့်လိုက်တော့ဘာမှမလုပ်ဖြစ်သွားဘူးအဲ့လိုမျိုးခံစားမယ်နေတယ်ပါအခုဆိုရင် November လမှာအနေရောမှာ၄ရက်ပဲရှိသေးတယ်အဲ့ဒါဆိုရင်တကယ်တကယ် November မှာကိုကအရင်လိုက်တက်တာပို့ပြီးတော့တက်ကြွရတယ်ပို့ပြီးတော့လုပ်ချင်ကြိုက်ချင်စိတ်တွေလည်းရှိတယ်အခုကို challenge ခေါ်ထားရတယ်အများကြီးပဲဒါပေမဲ့အဲညရင်ဝင်လို့ပြန်စစ်စားလိုက်တိုင်းမှာတကယ်တကယ်လိုရမယ် ုပ်တချို့ကမပြီးသွားခဲ့တာကိုတတိထားမိတယ်။ဘာဖြစ်လို့မမပြီးသွားခဲ့တာလဲဆိုတာကိုမနှဲပြန်လိုက်ရှာကြည့်တဲ့အခါကျတော့ဒီ forecasted energy လို့ပဲဘာမှမဟုတ်တဲ့နေရာလေးတွေမှာအချိန်သွားကုန်နေတာ။ဘာမှမဟုတ်ဘူးမသိတာဘူး။ဒါလေးကတော့ခဏလေးပဲလို့ပြောလိုက်တဲ့နေရာလေးမှာပဲကိုမ energy တွေအများကြီးတွက်ကုန်ပြီး drain ဖြစ်သွားပြီးတော့ဘာမှမလုပ်နိုင်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဟာတော့အဲအနီရို November လမှာတတိထားရမယ် cap ပေါ့နော် four caps full moon tourist or tourist ကလည်းအနီရို art sign ဖြစ်တဲ့အတွက်ကြောင့်မလို့ groundedness energy အရင်လိုတွေစိတ်ကူတွေအများကြီးကူထားပြီးတော့ plan တွေအများကြီးခေါင်းထဲမှာကြိုတွေးထားတာထက်လက်တွေ့ကျတဲ့ action တခုကိုထားလုပ်လိုက်တာကကိုယ့်အတွက်အများကြီးအကျိုးရှိမဲ့လာတလာပါအဲ့ဒီလားရဲ့အစမှာလည်းအဒီ goal တွေအများကြီးဆွဲထားတာပေါ့နော်ငါပြီးမြောက်လို့ channel ကရဲ့ပန်းနိုင်နေရပါတယ်ပဲတကယ်တမ်းကျတော့ goal ထက် system ကပို့ပြီးတော့အလုပ်ဖြစ်တယ်အဲ့တော့ November မှာပို့တိတာလာလိမ့်မယ် goal တွေအများကြီးဘယ်တော့ပဲရေးထားရေးထားဒီ goal တွေကဟိုနောက်ဆုံးတော့လည်းဘာမှရေးရမဖြစ်မှအမြောက်သွားဘူးတကယ်တမ်းကိုယ့်အတွက်လိုရတာက system ပဲဒီနေ့ငါဘယ်လိုလူတယောက်ဖြစ်အသက်ရှင်တက်မှာလဲ ငါ့ကိုငါဘယ်လိုလူတယောက်လို့လက်ခံထားလဲမြင်ထားလဲဒီဒီတနေ့တာလုံးရောငါဘယ်လိုမျိုး system နဲ့သွားမှာလဲဘာပြီးရင်ဘာလုပ်မှာလဲအမြဲတမ်းအတွက်ပေါ့နော်ကိုမစနစ်တစ်ခုရှိဖို့အတွက်လိုအပ်နေတာကိုတွေ့ရတယ်နောက်တစ်ခုက four coins အဲ four coins ကဘာလဲဆိုအနေရရဲ့စိတ်ထဲမှာမတိမတာသွားပြီးရောမှာ attach ဖြစ်နေတဲ့အရာလေးတွေကို possess possession ဖြစ်နေတဲ့အရာလေးတွေကိုပြရတာပေါ့နော် nephemerla မှာအနေရလူတချို့ရဲ့ shadow တွေပေါ်လာလိမ့်မယ် nephemerla မှာအနေရ shadow တွေပေါ်လာလိမ့်မယ် အထူးသဖြင့်ဘလို့အရာတွေရဲ့ shadow တွေပေါ်လာမှလေဆိုတဲ့ခါကျတော့နှမျိုးတတဖြစ်တဲ့စိတ်တွေတိမ်ငယ်တဲ့စိတ်တွေကိုကိုကိုနဲ့တခြားလူတွေကိုသွားပြီးတော့နှိုင်းရှင်မိတဲ့စိတ်ကလေးတွေအဲဒီစိတ်ကလေးတွေကပေါ်လာမယ်လားပါ four coins ကလည်းအဲ့လိုပဲကိုယ့်စိတ်ထဲမှာအလိုလိုတင်နေတဲ့ကိုယ်မှာရှိတဲ့အရာလေးတွေကိုဆုံးရှုံးသွားမှာကြောက်ပြီးတော့နှမျောပြီးတော့လက်ထဲမှာကင်ထားတယ်ခြေလမ်းလေးအစ်စ်စလိုက်မယ်ဆိုလို့ရှိရင်ငါအနောက်မှာလှုပ်ထားခဲ့တဲ့အရာလေးကိုလုံးကိုဆုံးရှုံးသွားရမှာလားဆိုရယ်ဘာမဟုတ်တဲ့ကိုယ်ကိုပြန်ဆွဲထားတဲ့စိတ်တွေတင်နေတဲ့စိတ်တွေအဲ့စိတ်တွေပေါ်လာမယ်ပေါ့နော်အဓိကက တော့ shadow တွေကိုရှာပါ jealousy တွေ insecurity တွေ fears တွေအဲ့ဒါတွေအများကြီးပြန်ပေါ်လာမယ်လာတလာဖြစ်နေတယ်အဲ့ဒီ shadow တွေကိုကိုယ်အနေနဲ့ကောင်းကောင်းရင်းရင်စိုက်ကြောဖြစ်သွားဖို့အတွက်ကအရေးကြီးတယ်အဲ့ဒီကြောင့်မို့ aura four cups နဲ့ reminder ကက်ကြထားတယ်ပေါ့နော်ဒါကြောင့်ကိုယ်မှာ system လို့အပ်တယ် system ကမရှိဘူးဆိုလို့ရှိရင်အနေရောချထားတဲ့ကိုယ်တွေကဒီလိုပဲပြီးွားမှာဘာမှလုပ်ဖြစ်လိုက်မှာမဟုတ် system ရှိတဲ့အခါကျတော့ကိုယ်ကဘလို့ပဲပြန်ဆွဲထားတဲ့ shadow တွေလာနေပါစေ okay ဒါကပြီးမြောက်အောင်လုပ်ရမယ့်အလုပ်တွေပဲဒါကငါကိုယ့်ကိုဒီလိုလူတယောက်လို့တတ် ်မှတ်ထားတာပဲဆိုရဲအတိုင်းပဲကိုကဆက်ပြီးတော့ရှောင်းလန်းသွားနိုင်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင် Enduro 601s တွေကြထားတာကိုတွေ့ရတယ်601 s က Enduro Trail Victory Cup အောင်မြင်မှုတွေဒီ November မှာအောင်မြင်မှုတွေလည်းအများကြီးရလိမ့်မယ်အထူးသဖြင့်တော့ကိုအရင်ကစူးစမ်းအထောက်ခဲ့ထားတဲ့အတီးပွင့်တွေကိုပြန်ပြီးရောခန်းဆားရလိမ့်မယ် ဒီလတွေမှာကဘာပဲလို့လို့တော့ magnifying effect လို့ပြောထားတဲ့အတွေ့အကြောင်းမလို့ကိုသုံးလိုက်တဲ့အရာတွေကပိုပြီးတော့ထိရောက်လိမ့်မယ်။အရင်ကအရင်တွန်းမှအရင်ရောက်တာမဟုတ်ပဲကိုကနည်းနည်းလေးတွန်းလိုက်ရင်တောင်မှပဲအများကြီးရှိကိုရောက်သွားမယ်အချိန်ကတခုပေါ့နော်။ဒါကြောင့်ဒီအချိန်ကကိုကောင်းကောင်းအသုံးချဖို့အတွက်လိုအပ်ပါတယ်။ The high priest တက်ကလေးစတာဖြစ်တဲ့အတွက်ကြောင့် Anirosu family များကိုရဲ့မသိစိတ်တွေကလာနေတဲ့ message အတန်ကိုအမြဲတမ်းနားထောင်ပြီးပါဒီကာလမှာပို့ပြီးတော့နားထောင်မလို့ရတယ်။ Higher self ဆိုတဲ့ message တွေကိုလည်းအနေကြားလိုက်တယ်။အဲ့တော့ higher self ကိုအမြဲ ်ချိတ်ဆက်ပါအထူးသဖြင့် this november မှာကိုယ့်ရဲ့ higher self ကိုတကယ် connect လုပ်ထားပါကိုကကိုယ့်ရဲ့ present self အနေနဲ့ပဲမရှင်းတဲ့ higher self အနေနဲ့ရှင်းတာမှာအဲ့ဒါဆိုရင်အနေရောရဲ့ခုနကစနစ်တစ်ခုကပို့ပြီးပုံပေါ်လာမယ်ပေါ့နော်သဘောတရားတော့အနေရောကအခုဒီလိုပဲသွားနေလာနေစားနေမယ်အစားငါရဲ့ higher self ကဘယ်လိုလူမျိုးလဲလို့စဉ်းစားကြည့်လိုက် ပြီးရင် ငါရဲ့ higher self တာဆိုရင်ဘယ်လိုလုပ်မှာလဲဆိုတဲ့ပုံမှာမူတည်ပြီးဆုံးဖြတ်ချက်ချပါအဲ့ဒါဆိုရင်အမြဲတမ်းကိုကိုကိုအဲ့လိုမျိုး system ဆွဲထားရပေါ့နော်အခုလက်ရှိပုံစံအတိုင်းပဲသွားနေရတဲ့ကိုကအရင်ဆုံးကို higher self ကိုပုံဖော်ရငါရဲ့ higher self ကတော့ဒီလိုလူတယောက်ပဲဒီလိုတွေအောင်မြင်နေတယ်ဒီလိုတွေအကျိုးပြုပေးနိုင်နေတယ်ဒီလိုတွေ abundance တွေရထားတယ်တွေးရိုက်တယ်အဲ့လိုမျိုးဆွဲထားပြီးမြင်ထားကြည့်လိုက်တယ်ပြီးရင်တနေ့တာလုံးမှာကိုကကိုကို higher self လို့သဘောထားပြီးရနေထိုင်နေပြဿနာတစ်ခုကိုကြုံလာပြီး shadow တစ်ခုပေါ်လာပြီးဆိုရင်ကိုရဲ့လက်ရှိပုံစံအနေနဲ့အဖြေမထုတ်ဘူး ငါရဲ့ higher self တာဆိုရင်ဒါကိုဘယ်လိုဖြည့်ရှင်းမှာလဲငါရဲ့ higher self တာဆိုရင်ဒါကိုဘယ်လို action ယူမှာလဲသူသားဆိုရင်ဘယ်လိုတွေးမှာလဲသူသားဆိုရင်ဘယ်လိုစကားပြောမှာလဲသူသားဆိုရင်သူ့စိတ်ကိုဘယ်လိုပြင်လိုက်မှာလဲဆိုပြီးတော့အမြဲတမ်းချိန်ဆက်ကြည့်တဲ့အခါမှာအနီးတွားနေတဲ့ system လေးကပို့ပြီးတော့မှပေါ်လာတာကိုတွေ့ရတယ်ပေါ့နော် ဲ့တော့အခုဒီကက်တီကိုကြည့်လိုက်တဲ့အခါမှာ November ရဲ့ prediction ကကောင်းကောင်းပေါ်လာတယ်ပေါ့နော် November ဟာ magnifying effect ရှိတယ်လားတလားဖြစ်တဲ့အတွက်အဲ့ဒါကိုကောင်းကောင်းရအသုံးချဖို့လိုတယ်တတိလက်လွတ်နေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်အများကြီးအကျိုးရှိအောင်မကောင်းတဲ့ energy တွေကိုအသုံးချတင်နေလားတလားဖြစ်ပါတယ်စိတ်ကိုယ်ရည်ရင်ပြီးတော့ plan တွေအများကြီး goal တွေအများကြီးကိုအနာဂတ်ထက်ကြိုပြီးတော့ဆွဲနေမယ့်အစားအခုလက်ရှိလက်တွေ့ကြတဲ့ action တခုကိုထားလို့လိုက်တာပိုကောင်းပါတယ် goal တွေ setting ချနေတာထက်စားလို့ရှိရင် system ကကိုယ်တွက်ပို့ပြီးတော့မှအလုပ်ဖြစ်ပါတယ်။အဲ့တော့ငါဘလို့စနစ်နဲ့သွားမှလဲငါဘလို့လူမျိုးတယောက်လဲဘလို့လူမျိုးတယောက်အဖြစ်ရှင်သန်မှလဲလို့အဖြစ်ထုတ်တဲ့အခါမှလဲလက်ရှိပုံစံတိုင်းတွားတာမျိုးမဟုတ်နေပဲနဲ့ higher self အနေနဲ့တွားတာကိုယ်တွက်အများကြီးကောင်းပါတယ်တဲ့။အဲ့တော့ဒီကာလမှာကိုယ်ပါရီယိုမန်နီဖက်စတိုတင်တယ်လို့ခြိလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ကောင်းမွန်တဲ့ good personality တွေကို manifest လုပ် beauty ရဲ့ abundance ကို manifest လုပ်ပါလို့တွေ့ရတယ်ပေါ့နော်ဆိုကိုယ့်ရဲ့ good personality ကတော့အခုလက်ရှိအနေရောမှာမကောင်းတဲ့ bad habits တွေကိုဘယ်ဟာတွေဖြုတ်ချထားခဲ့ပြီးတော့မှဘယ်လိုကောင်းမွန်တဲ့အလေးချင်းကောင်းတဲ့အသက်တွေကိုကိုယ့်အတွက်ကိုယူမှလဲဆိုရဲဟာ manifest လုပ်လို့ရတယ်အလားပါရေးရတဲ့ပတ်သက်တာကျမ်းမာရေးတွေနဲ့ပတ်သက်တာကိုယ့်ရဲ့ကိုယ်ခန္ဓာအစိပ်ပိုင်းတွေမျက်နှာအတွင်းပြင်တွေပုံမှန်တဲ့အသားရေးတွေအလားပါရေးနဲ့ပတ်သက်တာတွေကို manifest လုပ်လို့ရတယ်နောက်တစ်ခါ abundance တဲ့ပတ်သက် manifest လုပ်လို့ရတယ်အဲ့တော့ abundance ကိုလည်းအနေတို့ကလက်တွေ့မကြတဲ့ abundance မျိုးမဟုတ်ဖ ೇನೆ တကယ်လက်တွေ့ဆန်တဲ့ကိုယ့်ရဲ့နေ့စဉ်လုံဆောင်ချက်တွေထဲမှာ abundance တွေကိုလိုက်ရှာပြီးတော့ manifest လုပ်ပါအနေနဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ manifest လုပ်လို့ရတယ်ကိုလုံးနေတဲ့လက်ရှိအလုပ်တွေနဲ့ကိုကိုကိုဘလို့အကျိုးပြုနေလဲလောကကိုဘလို့အကျိုးပြုနေလဲဆိုတဲ့အဖြေတွေကိုတိတိကျကျရှာနိုင်လေ abundance energy တွေကပို့ပြီးတော့မှအောင်မြင်တိုးတက်လေဖြစ်မဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ကိုကိုကိုဘာတွေပြင်ဆင်ထားရမလဲဆိုတော့ဒီကာလ scam ိုကြည့်ခြင်းအဖြစ်ကိုယ့်ရဲ့ upper chakra ကိုကောင်းကောင်း control လုပ်ထားရမယ်။ဒါကြောင့်မလို့ meditate များများလုပ်ပေးရမယ်လားတလားပါ။ကိုယ့်ရဲ့ upper chakra ကအတွေးတွေလာမယ်၊စကားတွေပြောတာတွေလာမယ်။เนาะအညီတို့ ကိုယ့်ရဲ့ upper chakra ဆိုတာကတခြားလူတွေကိုနားလည်နိုင်စွမ်းနေကိုယ့်ရဲ့အတွေးတွေစကားပြောတာဆိုတာရှိနေတဲ့ chakra တွေပေါ့နော်အဲ့တော့ကိုကဒီ upper chakra ကောင်းကောင်း control မလုပ်နိုင်လို့ဆိုရင်စကားတွေကရှောက်ပြောမိတာတွေစိတ်ထဲမှာရှိတဲ့အတိုင်းမစင်စားဘဲနဲ့ပြောလိုက်မိတာတွေအော်နောက်တစ်ခါအတွေးတွေမှာထိချုပ်ထားခြင်းမရှိဘဲဟိုရောက်ဒီရောက်ပြန့်ကျဲနေတဲ့အတွေးတွေတခြားလူတွေနဲ့ပတ်သက်လို့ရှိရင်အာကိုကတတိမထားမိဘဲနဲ့လိုက်ပြီးတော့ဝေဖန်မိနေရမျိုးတွေအဲ့အရာကိုကိုပြန်ဆွဲချမယ့်အရာတွေ November မှာတတိထားပြီးရှောင်ရမယ့်အရာတွေပါအဲ့တော့ဒီအရာတွေကိုဘယ်လိုရှောင်ရမလဲ ဆိုရင်ကိုယ့်ရဲ့ upper chakra ကိုကိုကောင်းကောင်းချိတ်ဆက်ထားပါတော့တရားထိုင်တာ chanting လုပ်တာ affirmation တွေရွတ်တာ journal တွေရေးတာအဲ့ဒါတွေလုပ်ရင်းနဲ့ကိုယ့်ရဲ့ upper chakra ဖြစ်တဲ့သရုပ်ရဲ့ thought eye ရဲ့ crown နေပေါ့နော်ဒီတုံးကိုကောင်းကောင်းချိတ်ဆက်ထားပါအဲ့တော့အညလွယ်လွယ်လေးပြောရမယ်ဆိုရင်တော့အတွေးတွေကိုရှောက်ပြီးတော့မတွေးဘဲနဲ့ control လုပ်ပြီးထိန်းချုပ်ထားပါစကားတွေကိုလှုပ်ခနဲရှောက်ပြီးတော့မပြောဘဲနဲ့အမှန်တရားကိုပဲပြောပါအမှန်တရားမှမဟုတ်နေဘူးဆိုရင်မပြောဘဲနဲ့ပဲအဲ့ဒါကို release လုပ်ထားလိုက်ပါနောက်တစ်ခါကြာလို့ရှိရင် တခြားသူတွေနဲ့ပတ်သက်တဲ့အမြင်တွေကိုလည်းဖြစ်နိုင်လို့ရှင်လွှတ်ခနဲ့သူများကို judge မလုပ်တတ်ဖို့အကိုကိုကိုတင်ယူပေးထားပြီးပါပေါ့နော်။လုံးတဲ့အရာတွေကာရောဘာတွေရှိမှလဲဆိုရင်တဘာဝတရားကြီးနဲ့ချိတ်ဆက်ပြီးရောနေထိုင်တာမြေကြီးပေါ်မှာချိန်ပလာနဲ့လမ်းလျှောက်တာတပင်းကြီးတွေကိုတွားပြီးတော့ထိတွေ့ကြိုက်တွေချိတ်ဆက်တာတလေးဆန်လေးတွေရှိရဲဆိုရင်ကိုယ့်ရဲ့ pet တလေးဆန်လေးတွေနဲ့ပို့ပြီးတော့အချိန်ဖြုံးပေးတာနောက်တစ်ခါကိုကိုကိုပို့ပြီးတော့ me time ပေးတာနော်အလုပ်တွေဘလောက်ပဲရှုပ်နေပါစေကိုယ့်အတွက်ကိုကိုစိုက်တာလေးတွေလို့ဖို့ social media တွေဘာမှမပါဘဲနဲ့ပေါ့နော်ကိုကိုကိုအပြည့်အဝ focus access ထားနိုင်တဲ့ meet time လေးပေးတာတွေလုပ်တင်နေ four clients ရဲ့ကက်အရာလှူဒန်းပေးကဏ္ဍတွေပို့ပြီးတော့လုပ်ပါနှမျောတတဖြစ်တဲ့စိတ်ပေါ်လာပြီဆိုရင် damn ရောပေးလိုက်ပါဒီရောက်ဆွဲလဲတဲ့စိတ်ပေါ်လာပြီဆိုရင် damn တော့လွှတ်ချလိုက်ပါအဲ့တော့နှမျောတဲ့စိတ်တွေဖြစ်လေလေပို့ပြီးတော့ပေးကန်းလှူဒန်းခြင်းတွေလုပ်တင်လေးဒီကာလတစ်ခုလည်းဖြစ်တယ် routine တွေကောင်းကောင်းချထားပါ system ရဲ့ routine ရဲ့အရင်ရေးကြည့်ပါတယ် goal က goal setting ကလည်း ကောင်းတယ်ဒါပေမဲ့ goal setting မချခင်မှာအရင်ဆုံးရှိရမှာရ system routine ဖြစ်ပါတယ်အဲ့ဒီကောကိုကိုကကိုကိုကို second ရှိရှိနဲ့စပြီးလုပ်တယ်ဆိုရင်ကျန်တဲ့ goal တွေကသူ့အတူဖြစ်လာမယ့်ကာလတစ်ခုဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါတော့ annual november လာကြီးမှာမျှော်လင့်ထားလို့ရမယ့် energy prediction ဖြစ်ပါတယ်သူတို့ဒါကောင်းကောင်းကြီးအသုံးချတတ်တယ်ဆိုလို့ရှိရင်ဒီ november လကကိုအတွက်အချိုးကျစရိအများကြီးရစီပြီးတော့2026ခုနှစ်အတွက်လည်းအများကြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်မယ့်အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ video လေးကိုကြည့်နေတဲ့ annual sofa family များလေဒီ ီကနေ့ဗီဒီယိုလေးကနေတဆင်ကိုအတွက် ideology အကြံဉာဏ်ကောင်းတွေရခဲ့မယ်လို့အနေအားယုံကြည်ထားပါတယ်။ Nefimerla ရဲ့ energy ကိုအပြည့်အဝဆုံးလက်ခံပြီးတော့ကိုအတွက်အကောင်းဆုံးကြိုးစားဖို့ ready ဖြစ်ပြီဆိုရင်တော့ I am ready November လို့ comment တွေမှာရေးခဲ့ပေးပါနော်။အဲ့တော့အနေနဲ့နောက်ထပ်ဗီဒီယိုလေးဒီမှာပြန်ဆုံကြပါမယ်။ကျေးဇူးများရှင်တင်ပါတယ်ရှင်။